နေပြည်တော်ဖြစ်စဉ်မှာတော့အဲကျွန်တော်ဖြစ်စဉ်ဖြစ်တဲ့အချိန်မှာစပြီးတော့ကျွန်တော်နေပြည်တိုင်းမိသားဦးစီးမှုယုံနေနေဆိုရှင်အင်အားကျွန်တော်တို့က250လောက်ချက်ချင်းကျွန်တော်တို့ကထုတ်ပြီးတော့နေရာပေါင်း53နေရာကိုကျွန်တော်တို့ကဒါရှောက်ပွေးကယ်ဆယ်တပြိုင်နဲ့လောက်ရတာပေါ့နော်အဲအချိန်မှာကျွန်တော်တို့ကကျွန်တော်တို့ညောင်နေမိသားတပ်ဖွဲ့အနေနဲ့အခုလိုပဲနိုင်ငံတကာလိုပဲ အင်ဆာရက်တင်းပေါ့ယူဇာတင်းကိုလည်းကျွန်တော်တို့ကဖွဲ့ထားပါတယ်ဒီအထူးအဖွဲ့ကိုတော့ဖြစ်ဖြစ်ချင်းမှာပဲကျွန်တော်တို့ကရန်ကုန်ကနေပြီးတော့မှနေပြီးတော့ဆွဲခေါ်ခဲ့တယ်အဲသူလည်းညဘက်မှာရောက်ခဲ့တယ်28ရက်နေ့ညရယ်29မနက်ထိမှာတော့အဲ့ဒီမှာချက်ချင်းရှာဖွေကယ်ဆယ်ပေးနိုင်တာတော့အဲအင်အားအရှင်ကလူ144ယောက်ကိုကျွန်တော်တို့ကယ်ဆယ်ပေးနိုင်ခဲ့တယ်အဲ့ဒီကာလမှာပဲ dead body အနေနဲ့တော့ကျွန်တော်တို့က100 နဲ့18ရောက်လောက်ကျွန်တော်တို့ dead body ဆွဲထုတ်ခဲ့တယ်။ရောင်တန်းအင်အားတက်ခွဲတစ်ခွဲအင်အား116ဦးကိုတိုင်းဦးစီးဦးစီးပြီးတော့လည်းရောက်လာခဲ့သလိုအဲကျွန်တော်တို့ ARD တိုင်းကတော့တက်စုနှစ်စုတစု35ရောက်နဲ့80ရောက်လာပါတယ်။မကိုးတိုင်းကတော့အင်အား35ရောက်နဲ့တက်စုတစုရောက်တယ်လို့ပဲ။မကွေးတိုင်းကအင်အားအဲနှစ်စုတစု35ရောက်နဲ့80ရောက်ခဲ့ပါတယ်။ရောက်ခဲ့တဲ့အခါမှာကျွန်တော်တို့ကအဲ့ဒီအင်အားတွေကိုမန္တလေးကိုကျွန်တော်တို့ကမကွေးကတက်စုတစုပို့ ပို့ပါတယ်။ရန်ကုန်ကတက်စုတစုရဲ့အေရီယာတက်စုတစုရဲ့ကျွန်တော်တို့ကမန္တလေးကိုပို့ပါတယ်။ကြံတဲ့အင်အားတွေအလုံးကနေပြည်တော်မှာပဲကျွန်တော်ရောက်ရှိပြီးတော့ကျွန်တော်တို့ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်တယ်။အဲ့ဒီအချိန်နဲ့တပြိုင်နက်29ရက်နေ့ညမှာတရုတ်နိုင်ငံယူနန်ပြည်နယ်ကကယ်ဆယ်ရေးအဖွဲ့တွေရောက်လာတယ်။အလားတူပဲစင်ကာပူကကယ်ဆယ်ရေးအဖွဲ့တွေ29ရက်နေ့မှာရောက်လာတယ်။ရောက်လာတဲ့အချိန်မှာကျွန်တော်တို့ ground check ကိုကျွန်တော်တို့ကရှင်းပြတဲ့အခါမှာအဲနေပြည်တော်မှာရှိတဲ့ အဲဥဒရပင်လုံဆေးရုံမှာအရှင်တယောက်ရှိနေတယ်အလားတူပဲကျွန်တော်တို့တပြေကုန်းမှာရှိတယ်အောင်တပြေရုပ်ရှင်ကအနောက်မှာလည်းအဲအရှင်တယောက်ရှိနေတယ်ဆိုတဲ့ဟာလေးကိုကျွန်တော်ကတတင်းလေးချပြတော့ချက်ချင်းသူတို့အဖွဲ့ကလည်းဒါဆိုကျွန်တော်တို့ဒီလိုအလုပ်လုပ်ဖို့လာတာဖြစ်ချက်ချင်းလုပ်ချင်ပါတယ်ဆိုတော့ကျွန်တော်တို့အဖွဲ့နဲ့ပေါင်းပြီးတော့လုပ်တဲ့ခါမှာဥဒရပင်လုံဆေးရုံကတော့30ရင်းနေ့မနေ့9နိုင်မှာကျွန်တော်တို့အသက်90နှစ်အရွယ်အမျိုးသမီးလူနာအန်တီကြီးကိုကျွန်တော်ကစပြီးတော့အသက်ရှင်လျက် ယူနန်အဖွဲ့နဲ့အတူကျွန်တော်တို့ခေဆယ်နိုင်ရတယ်။အလားတူပဲအဲကျွန်တော်တပီကုန်းအောင်တပီရုပ်ရှင်ကိုအနောက်ကဒီတုံးတတိုက်ရဲ့အောက်မှာလဲကျွန်တော်တို့အဆက်အသွယ်ရနေပါပြီ။ရလူရခင် ဖြစ်တဲ့အချိန်မှာနိုင်ငံတကာရဲ့အင်အားလဲပါတယ်ဤပညာရောဆက်ပစ္စည်းရောပြည့်စုံတဲ့အနေအထားဖြစ်တော့ကျွန်တော်တို့ကလည်းသူတို့ကိုဖိတ်ခေါ်လိုက်တဲ့အတွက်ကြောင့်သူတို့ကလည်းကျွန်တော်တို့ရဲ့အတူပဲပူးပေါင်းပြီးလုပ်တဲ့အခါမှာမနက်9နာရီ8နာရီခွဲမှာအဲဒီအောင်တပြေရုပ်ရှင်ရောကလူနာအရှင်တယောက်ထပ်ရခဲ့တယ်ပေါ့ ထိုက်ခဲ့တဲ့အတွက်နေပြည်တော်ရဲ့အနေထားက144ကနေအရှင်146ဖြစ်သွားတယ်။အဲနောက်တစ်ခါ dead body ကတော့အခုတောက်လျှောက်လုံနေတယ်။လုံနေတဲ့အချိန်မှာအဲ၄ရက်မြောက်ဖြစ်လာတယ်။ဒီနေ့ဆိုရင်တော့ဒါအရက်အားပြီးပြောမှာ9ရက်မြောက်ဖြစ်ပြီပေါ့ကျွန်တော်တို့ရဲ့ Instagram ရဲ့တတ်မှတ် guideline ကတော့82နာရီရဲ့ နောက်ပိုင်းဆိုလို့ရှိရင်ဒါမျောလင်းချက်နည်းတယ်ဒါ82နှစ်အတွင်းမှာကျွန်တော်တို့ကအဲသူ့ရဲ့ insert guideline အတိုင်းပဲကျွန်တော်တို့က level 1 2 3ပေါ့အဲဒီအခု၄ရက်၅ရက်အတွင်းရောက်သွားတော့ကျွန်တော် level 4ထဲရောက်ပြီ ASR 4ပေါ့နော် level 4ထဲရောက်လို့ရှိရင်တော့ဒီဥစ္စာကနောက်ဆုံးဒီမှာရှိတော့စောက်ဦးပျက်စီးတွေမှာဘယ်သူကြံနိုင်အောင်မလဲမကြံနိုင်တော့ဘူးဒါကိုကျွန်တော်တို့ကအတိကဟို ground check ကိုကျွန်တော်တို့ကဟိုလုပ်တဲ့အခါမှာ အဲကျွန်တော်တို့ရေးနဲ့ဆိုင်နိုင်ငံတကာကရောက်နေတာဟိုနေပြည်တော်ဆိုလို့ရှိရင်နိုင်ငံတကာ team ကအခုဆိုရင်6ဖွဲ့ရှိပါတယ်အဲပထမဆုံးရောက်တာတရုတ်ယူနန်ရောက်တယ်နောက်စင်ကာပူရောက်တယ်နောက်ပြီးတော့ထိုင်းရောက်တယ်နောက်ဗီယက်နမ်ရောက်တယ်နောက်ပြီးတော့ဒီနေ့မှဒီတူရကီအဖွဲ့ရောက်တယ်နောက်ပြီးတော့ UAE အဖွဲ့ကလည်းအခုရောက်နေပါတယ်အဲကျွန်တော်တို့ကဒီနေ့က level 4ပေါ့ ASR 4မှာဒီနေ့ကိုကျွန်တော် ground check ပြီးလို့ရှိရင်တော့အဲ level 5 ASR 5ကိုတော့ ်အင်ဆာအတွက် guideline တိုင်းကျွန်တော်တို့ကမဖြစ်မနေဒီအဆောက်အဦတွေမှာအနံသက်တွေထွက်နေတာရှိတဲ့ပုံမှာရှာဖို့လည်းအခက်အခဲရှိလာပြီဒါဆိုရင်တော့ကျွန်တော်တို့ ESR 4ပေါ့နော် level 4ပြီးွားပြီးလို့တတ်မှတ်ရင်တော့ဒါကိုဖြိုချပြီးတော့အောက်ကို ရှင်းနေရင်လည်းကျွန်တော်ကြံနေတဲ့ dead body တွေကိုကယ်ဖို့ဆိုပြီးတော့ကျွန်တော်တို့ဒီတပ်ဖွဲ့အတွင်းမှာပဲကျွန်တော် meeting လုပ်ပြီးတော့ကျွန်တော်ဆုံးဖြတ်ပြီးတော့ဒီနေ့မနက်မှာကျွန်တော်တို့က ground check ကိုနောက်ဆုံး check to check counter check ပေါ့ကျွန်တော်လုပ်တယ်အဲကျွန်တော်တို့ ဒီအထူးတပ်ဖွဲ့နဲ့ရန်ကုန်တိုင်းတပ်ဖွဲ့နဲ့ဒီပြည်တော်မှာရှိတဲ့တပ်ဖွဲ့တော့ကျွန်တော်မိသားတပ်ဖွဲ့ကြီးပဲပေါင်းပြီးတော့ဒီတိုက်ကိုကျွန်တော်ကနောက်ဆုံးအချိန်မှာကဲဒါကိုဒါကိုတတ်မှတ်ပြီးလို့ရှိရင်ဖြိုမှာပေါ့မဖြိုခင်မှာကျွန်တော်တို့အသေးစိတ်ကိုလှုပ်ခိုင်းတော့အဲ့ဒီမှာကျွန်တော်တပ်ဖွဲ့ဝင်တွေကဒါမေးတယ်ဒီမှာဘ누구ကြံရဲ့ကျွန်တော်စီမှာဆင်းရှိတာတယောက်ပေါ့နော် dead body တယောက်လို့သိတာအဲ dead body တယောက်ရဲ့နာမည်ကိုကျွန်တော်ကမေးတဲ့ခါမှာဒေါ်ဆန်းဆန်းထွေးဆိုပြီးတော့ပြောတာပေါ့အဲဒေါ်ဆန်းဆန်းထွေးဒေါ်ဆန်းဆန်းထွေးအမေကြီးဒေါ်ဆန်းဆန်းထွေးဆိုပြီးကျွန်တော်ကခေါ်တဲ့ခါမှာ ရှင်ရှင်ရှင်ဆိုပြီးတော့ဒီလိုမျိုးအတန်ကြာတော့ဘယ်ကလဲဆိုတော့ချက်ချင်းကျွန်တော်ချက်ချင်းကျွန်တော်အဖွဲတွေအပြည့်တက်ပြီးတော့အပေါ်မှာဖုံးနေတဲ့ဟာကိုဖယ်လိုက်တဲ့အချိန်မှာရှင်ရှင်အတန်အဲ့လိုအထက်ကနေပြီသားပေးတဲ့ခါမှာကျွန်တော်အဖွဲတွေလည်းချက်သိင်းနေမှာထတာပေါ့ထတော့အချက်ချင်းပဲကျွန်တော်ကမေးတယ်အဲဆိုရှင်ငါတို့အဖွဲနဲ့နိုင်လားကျွန်တော်နိုင်တယ်ကျွန်တော်စလုပ်နေပါပြီလုပ်ရအောင်မြန်မြန်လုပ်ဆိုတော့အဲ့မှာကျွန်တော်လည်းချက်ချင်းရောက်သွားတဲ့အချိန်မှာကျွန်တော်တက်ဖို့ဝင်နေရအဲ့ဒီအမေကြီးနဲ့အတူအထက်ထီကိုဝင်ပြီးတော့ဟလာရေမောင်တန်းလဲချအိတ်ပြီးတော့ အဲကျွန်တော်ခြေကိုပိုက်နဲ့တိုက်တယ်နောက်ပြီးတော့အောက်ဆီဂျင်ကျွန်တော်ပေးတာတယ်ပေးတဲ့အချိန်မှာအမေကြီးကစကားပြောနိုင်တယ်လက်ဟန်ခြေကအကုန်လုံးလှုပ်တဲ့ခါကျွန်တော်ကဝန်တအားနဲ့အဲကျွန်တော်တို့အလုပ်လုပ်တော့မယ်အမေအနာတဲဖို့ဂွန်းဆုတ်ထားပါဆိုဂွန်းလေးနဲ့ကျွန်တော်ကပေးလိုက်တဲ့ခါမှာအဂွန်းဆုတ်တယ်နောက်ခြေတိုက်တယ်အဲအချိန်မှာကျွန်တော်တို့ဂန်ဒရီနဲ့ကျွန်တော်ဖောက်တဲ့ခါမှာအနိုင်ဝက်လောက်ကြာသွားတော့အဲကြာတဲ့အချိန်မှာပဲနောက်ဆုံးရပြီဆိုတော့အမေကိုဆွဲထုတ်လိုက်တဲ့ခါမှာကောင်းကောင်းစကားပြောနိုင်တယ်ကျွန်တော်တို့လည်းတော်တော်လေးဝန်တာဝါတယ်ဒါ၅ရက်မြောက်ဖြစ်တဲ့နေ့မှာဒါကျွန်တော်တို့ဒီမမျော်လင့်ပဲနဲ့ ြစ်လာတာပေါ့နော်။ဒါကြောင့်ဒီဥစ္စာရဲ့တာရကောက်ကြည့်ပြီးတော့ဒါဆိုကျွန်တော်တို့ကနောက်ကျန်တဲ့လုံးတွေကိုလည်း dead body ထုတ်တာတော့ထုတ်ဒီ four တော့ကျွန်တော်တို့ကဟိုလုံးဝပြီးပြီးတော့မတတ်မှတ်သေးဘူး။ဒါကြောင့်ကျွန်တော် check to check counter check လုပ်ခြင်းနဲ့နိုင်ငံတကာလည်းဥဝင်လာတယ်။ဝင်လာတဲ့အခါမှာအခုဆိုရင်ဖိလစ်ပိုင်ကရောက်နေပြီ။နောက်တစ်ခါအခုထပ်ရောက်လာဖို့ရှိတာဒီအဲကဘူတန်လာမယ်။နောက်ပြီးလို့ရှိရင်အဲဘင်္ဂလားဒေ့ရှ်လာမယ်။အဲဒါဆိုရှိရင်အနေအထားတွေပြေးပါ ဆိုတော့ပြီးမယ်အဓိကတော့ကျွန်တော်တို့ကခုန check to check counter check ကိုတခုချင်းကိုကျွန်တော် size လိုက်စစ်ပါမယ်ဒီ channel channel ဆို dead body လို့ပြောထားတဲ့အဲနေရာတွေကိုကျွန်တော်ကထပ်ပြီးတော့ဟို counter check ကျွန်တော်ထပ်လုပ်ဖို့ကျွန်တော်ထပ်စီစဉ်ထားပါတယ်ဒါကြောင့်အဲ့လိုနဲ့တပြိုင်တည်းပဲအခုတူရီကီဖွဲ့ရောက်လာတဲ့ခါမှာအကျွန်တော်ထိုင်နေတဲ့အချိန်မှာပဲရန်ကုန်ကကျွန်တော်မိတ်ဆွေတယောက်ကနေပြီးတော့ဖုန်းနဲ့ message ပေးတယ်ကျွန်တော်မိတ်ဆွေရဲ့ဒီဒီအေဂျင်တာဟိုတယ်မှာနှစ်ယောက်ကအောက်မှာပြိနေတယ်အဲ့လိုမျိုးအသက်ရှင်နေတယ်လို့ပြောပါတယ်ကျွန်တော်ကြည့်တဲ့တောင်းဆိုဝင်လာကျွန်တော်ချက်ချင်းဖွင့်ကြည့်တာ ချက်ချင်းချက်တော့သူ့စီကျွန်တော်ဖုန်းဆက်တော့အဖုန်းနံပါတ်ချက်ချင်းပေးပါအဖုန်းနံပါတ်လည်းပေးရဟုတ်ပါတယ်ဒီနှစ်ယောက်ကအဲ့လိုမျိုးသုံးတဆက်လက်ကနေပြုတ်ပြီးတော့မှအောက်မှာ ground floor မှာရောက်နေတယ်ကျွန်မတို့ကအသက်ရှင်နေတယ်လို့ယူဆတယ်အဲ့ဒါချက်ချင်းကျွန်တော်ထွက်လာပါပြီအထွက်လာပြီဆိုတဲ့အချိန်မှာပဲအကျွန်တော်ရှိရကဲဆယ်အဖွဲ့ထွက်သွားတယ်ထွက်သွားတဲ့အချိန်မှာအဲ့မှာတူရီကီဖွဲ့ရောက်လာရောက်လာသူတို့ကလည်းအလုပ်လုပ်ချင်တယ် လောက်လောက်ချင်တဲ့ကကျွန်တော်နဲ့အဲဆွေးနွေးတဲ့ခါကျတော့အဲအဲ့တော့ဆိုရှင်ကျွန်တော်ဒီဖြစ်စဉ်ဒီမနက်ကဖြစ်စဉ်ဒီဖြစ်စဉ်ဟာတော့ချက်ချင်းသွားကြရတယ်ကျွန်တော်ချက်ချင်းကျွန်တော်ပို့ပေးပါမယ်ပို့လဲပို့ရောအဲတို့ကလက်ရှိဒီရောက်နေတဲ့ချိန်မှာတို့ရဲ့ နီးပညာပိုင်းဆိုင်ရာရောဒါဒီသူတို့ရဲ့တူးစီရရောသူတို့အားလုံးဒီအပြည့်စုံပါတဲ့အတွက်ကြောင့်ချက်ချင်းပဲကျွန်တော်လှုပ်တဲ့နေရာမှာအဲသူ့ရဲ့တူးစီနဲ့ဆက်ဆက်ချင်းလှုပ်တာပေါ့ဆက်ချင်းလှုပ်တဲ့ခါမှာတော့ဖြစ်နိုင်ရည်ရှိတယ်ဖြစ်နိုင်ရည်ရှိတယ်ဒါကြောင့်ကျွန်တော်တို့လိုပဲဆက်ပြီးတော့သူတို့ဆက်တွေပါပါပြီးတော့ဝိုင်းလို့အခုချိန်ထိလုံနေဆဲဖြစ်ပါတယ် ဒါကတော့နေပြီးတော့ရဲ့အခြေအနေပေါ့နော်အဲမန္တလေးအခြေအနေကလည်းထုံနေတကောင်းပါပဲအဲမန္တလေးကဖြစ်တဲ့အချိန်မှာကျွန်တော်တို့တပ်ဖွဲ့ဝင်တွေကကျွန်တော်ဗိုလ်မိသက်တင်တန်းကျောင်းကအကျောင်းကြီးနဲ့အင်အား118ယောက်ဖြစ်တယ်နောက်ခုနရန်ကုန်ကတပ်စုတစု35ယောက် နော်အေရော်ဒီရတဆူစု35ရောက်နော်မကွေးရတဆူစု35ရောက်နဲ့မန္တလေးတပ်ဖွဲ့နဲ့အဲတို့ရောအရန်အင်အားတွေကမန္တလေးကတောက်ပါတယ်အရန်အင်အားတွေပေါင်းပြီးတော့ဂျန်ပရာဟိတအဖွဲ့တွေနဲ့ဒါလှုပ်တဲ့ခါမှာလဲမန္တလေး heavy မှာလဲအဲကျွန်တော်တို့အခုချိန်ထိလှုပ်တဲ့ခါမှာမန္တလေးမှာတော့အဓိက heavy ဖြစ်တဲ့နေရာတော့ဘုံကြီးချောင်းဖြစ်တယ်နောက်က sky villa ဖြစ်တယ်နောက်တစ်ခါဒီဘက်က great wall hotel ဖြစ်တာပေါ့နော်ကျန်တဲ့နေရာတွေအများကြီးဖြစ်ပါဒါမှအထူးတည်ကြီးမားတဲ့ဟာပေါ့အဲ့ချိန်မှာပဲအကူညီကယ်ဆယ်တဲ့ဒီနိုင်ငံတကာတီးနေရာလာတော့အဲ့ဒီမှာဆိုကျွန် န်တော်အခုဆိုရှင်ဒီဒီ Great Wall Hotel မှာစရရောက်ချင်းအဲ Russia team ဒီ heavy team မှာသူอ่ะ Russia team ကရောက်လာတဲ့သူကချက်ချင်း data ဒီမှာရှိတယ်ကျွန်တော်တို့ကဒီသတင်းပေးတာဗောနော်ဒီအောက်ထဲမှာတယောက်ရှင်နေရှိတယ်ဆိုတော့အချက်ချင်းလုတ်ချင်တယ်ဆိုတော့အဲ့မှာတယောက်က heavy team ကလည်းထပ်ရောက်လာတာအဲ့ဒါသူတို့အဲ့လိုဆိုရှင်သူတို့လုတ်ချင်မှာနှစ်ယောက်သားကျွန်တော်ကညှိနှိုင်းပေးပါတယ်ညှိနှိုင်းပေးတဲ့ခါကျအဲ့ဒီနှစ်ယောက်အဖွဲ့နဲ့တူကျွန်တော်တို့မြန်မာအဖွဲ့အလုံး6ယောက်ပြီးတော့စကားပြန်နောက်တစ်ယောက်နဲ့9ယောက်ဝင်ပြီးတော့ကဲတဲ့ခါမှာအဲ့ဒီမှာ အမျိုးသမီးတယောက်ကိုလည်းအဒီရှင်နဲ့နဲ့ကျွန်တော်ကရလိုက်အရလိုက်တဲ့အပေါ်မှာမူတည်ပြီးတော့တရုတ်ကစကိုင်းမီလာဘက်ကိုတရုတ်တပ်ဖွဲ့တွေများလာတော့တရုတ်ဖွဲ့ကြီးပဲကကျွန်တော်က၄ဖွဲ့ရှိပါတယ်အင်တာနက်ရှင်နယ်တီးနေကြီးပဲတရုတ်ကနှစ်ဖွဲ့နောက်ပြီးတော့ blue sky တို့လို NGO ဖွဲ့တွေပါတယ်နောက်တစ်ခါဒီဟောင်ကောင်ဖွဲ့တွေပါတယ်အဲအဲ့အားတွေအားလုံးကသူ့နိုင်ငံသားတွေများတော့သူတို့ကိုကျွန်တော်တပ်ဖွဲ့ပေးလိုက်ပါတယ်နောက်ဒီဘက်မှာအိန္ဒိယလည်းထပ်လာတော့အိန္ဒိယကိုကျွန်တော်တနင်္လာထပ်ခွဲပေးပါတယ်အဲနောက်တစ်ခါအခု ခုနမလေးရှားထက်လာတော့မလေးရှားကိုတော့ကျွန်တော်တို့ကဟိုစကိုင်းပို့ပါတယ်ပို့တော့အခုချိန်ထိကတော့နိုင်ငံတကာတီးနေလဲကုညီကဲဆယ်တာတွေများပါတယ်များပြီးတော့အခုဆိုရင်မန္တလေးလဲ level 4ကိုအဲသူကအဆုံးတက်ပြီးတော့ level 5တက်မှတ်ပြီးတော့လုံလုံမဲ့ဆိုတဲ့အနေထားကဒီနေ့လိုအဖြေကအကယ်၍များကျွန်တော်တို့ကအခုလိုတူရကီရဲ့အခုကျွန်တော်နဲ့တူလို့တဲ့အေဂျန်တာဟိုတယ်ရဲ့ရလပေါ်မှာမူတည်လို့ရှိရင်ကျွန်တော်ကတော့နောက်ဒီညလဲ ဆက်ရှင်လုပ်တဲ့အပိုင်းတွေကျွန်တော်တို့ level 4မပြီးဘဲနဲ့ဒီဥစ္စာကို check through check counter check ကိုကျွန်တော်ဆက်ပြီးတော့သွားမယ်မန္တလေးလက်ဒီတိုင်းကျွန်တော်တို့နိုင်တဲ့ဘက်ကကျွန်တော်သွားဖို့ဆိုပြီးတော့ကျွန်တော်တို့အခုစီစဉ်ထားပါတယ်ဒါကြောင့်အခုကျွန်တော်တို့ဒီမှာလာပြီးတော့ဝိုင်းဝန်းဆောင်ရွက်ပေးတဲ့နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေလည်းအထူးပဲကျေးဇူးတင်ပါတယ်အခုကျွန်တော်တို့ဒီပြည်သူတွေအနေထားနဲ့ထိခိုက်မှုရှိတဲ့ပြည်သူတွေအနေထားနဲ့မှာလည်းကျွန်တော်တို့ကတော့ဟိုခုနကျွန်တော်နိုင်ငံအနေနဲ့ကျွန်တော်တပ်ဖွဲ့ဝင်ရတော့အခုနလိုနေပြည်တော်လိုဖြစ်စင်မှာ ကျွန်တော်အင်အားတွေရှိတယ်ဒါပေမဲ့53နေရာခွဲလိုက်တဲ့ခါကျကျွန်တော်တို့ special light မှာတော့ကျွန်တော်တို့ကနည်းနည်းလေးတော့အားနည်းသွားပါတယ်အဲကျွန်တော်တို့က fire ဘိုင်းမှာရောကယ်ဆယ်ရေးမိသားတဲ့ဘိုင်းရောမိကြီးသားတဲ့ကယ်ဆယ်ရေးဘိုင်းရောမှာအဓိကလူကိုကျွန်တော်ခွဲထုတ်ပြီးလုပ်လိုက်တော့သူ့နိုင်ငံတကာလို့တီးသန့်ဓာတ်တစ်ခုတည်းလုပ်ဖို့ဆိုပြီးတော့ special team လို့ ကျွန်တော်ကစုဖွဲ့ပြီးလာတယ်သူတို့ပိုအားကောင်းတယ်အကျွန်တော်တို့မှလည်းခုနပြောတဲ့ special team ဖွဲ့ထားပြီးမဲ့အခုလိုနိုင်ငံတကာကြီးလာတော့ရှိတဲ့လူတွေကိုကျွန်တော်ခွဲပြီးတော့အဲ့ဒီအဖွဲ့တွေနဲ့ထည့်ရပါတယ်အဲစင်ကာပူနဲ့ဆက်လုပ်တဲ့အချိန်တော့ဆိုလဲကျွန်တော်တို့ guideline အတိုင်းပဲလုပ်တာကိုသူတို့လက်ခံတယ်နောက်ဆုံးကျွန်တော်တို့ရဲ့ guideline သွားတဲ့ဝေးကိုပဲသူကသွားပြီးလိုက်ပြီးလုပ်တာဒါကြောင့်ကျွန်တော်တို့လည်း international team ကိုဟို ဒီရဲ့ insurrect guideline တွေရယူထားတာဖြစ်တဲ့ကြောင့်ဒီရဲ့အတွေ့အကြုံတွေပေါ့အခုဖြစ်သွားတဲ့အတွေ့အကြုံတွေအစိုးရရဲ့အကောင်ပေါ့အများကြီးထိခိုက်တယ်မှန်တယ်အဲကျွန်တော်တို့ကတတ်နိုင်ဆုံးတော့အဲဖြစ်တဲ့နေရာတိုင်းမှာကျွန်တော်တို့ကိုယ့်ရဲ့မိသားစုဖြစ်နေတဲ့အနေထားတိုင်းကိုကျွန်တော်တို့ကခန်းစားပြီးတော့အခု ဆောင်ရွက်တယ်။မနေ့ကဆိုကျွန်တော်တကယ်အတိုင်းမသိဝန်တာခဲ့ရတယ်။ဒါကြောင့်ကျွန်တော်တို့ဒီအစိုးရအကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေကပူးပေါင်းဆောင်ရွက်သွားမယ်။အခုဆိုနိုင်ငံတကာရဲ့နှိပညာတွေလည်းကျွန်တော်ရတယ်။နိုင်ငံတကာတူးစီလည်းအခုဆိုလို့ချင်းသူတို့ကိုယ်တိုင်လည်းကျွန်တော်ပြပါတယ်။ချို့ဟာကျွန်တော်တို့လည်းရှိပါတယ်။သူတို့ကတော့ဒီထက်ပိုပြီးတော့ upgrade ဖြစ်တာပေါ့နော်။အဲ့ဒီပုံမှာတော့ကျွန်တော်လူကြီးတွေကိုယ်တိုင်သိတဲ့အတွက်ကြောင့်ကျွန်တော်တို့အဖွဲ့လည်းဒီထက်ပိုပြီးတော့အဲလုံနိုင်လုတ်ကင်ဆောင်ရွက်နိုင်အောင်ရယ်။နောက်နှိပညာပိုင်းရောစက်ပစ္စည်းကိရိယာရောရနိုင်အောင်ကျွန်တော်ကဆက်ပြီးတော့စူးစမ်းသွားမှာပေါ့နော်။ ဒါကြောင့်အခုဒီဖြစ်စဉ်ကတော့အခုဒီဒါရာအထဲမှာအတန်ကြီးကြားနေရပြီဒါတို့တော့ကျွန်တော်ဆက်ပြီးတော့ကြားအောင်ကျွန်တော်တို့ဒီညတွင်ချင်းဆွဲထုတ်မှာဖြစ်ပါတယ်အကျေးဇူးတင်ပါတယ်